This is a super big deal. Like my, my prediction is that Optimus will be the biggest product of all time by far. Nothing will even be close. It'll be 10 times bigger than the next biggest product ever made. You know, your companion, it, can be at your house, it can sort of uh, babysit your kids, it can teach them, uh, be a teacher. Optimus <laughs> တခြားဘယ်အရာမှသူ့ကိုမှီမှာမဟုတ်ဘူးကျွန်တော်ထင်တာကတော့ဒါအစင်တစ်ဆက်ထုတ်လုပ်ခဲ့သမျှအကြီးဆုံးထုတ်ကုန်တွေထက်ဆယ်စားလောက်ပိုကြီးလိမ့်မယ်စဉ်းစားကြည့်ပါဒါခမားတို့ရဲ့အဖော်မွန်ဖြစ်လာနိုင်တယ်ခမားတို့နဲ့အိမ်မှာအတူရှိနေနိုင်တယ်ကလေးတွေကိုစောင့်ရှောက်ပေးထိန်းကျောင်းပေးနိုင်မယ်ဆရာတယောက်လိုစာသင်ပေးနိုင်မယ်ဒီလောက်ကြီးကျယ်လာနိုင်တဲ့အလားအလာတွေရှိနေတာပါဆိုပြီးတော့ Elon Musk ကပြောသွားခဲ့တာပါ ဆိုတော့လူတူဆက်ရုပ်လို့ကြားလိုက်မိတာနဲ့တင်ကျွန်တော်ကိုယ်တိုင်အပါဝင်ကျွန်တော်တို့တော်တော်များများရဲ့စိတ်ထဲမှာပုံစံနှစ်မျိုးနဲ့မြင်အောင်မိတတ်ကြပါတယ်ပထမတစ်မျိုးကတော့လင်းလက်တောက်ပနေတဲ့အနာဂတ်ကဘာကြီးဖြစ်ပြီးတော့အဲ့ဒီမှာဆက်ရုပ်တွေကကျွန်တော်တို့မလုတ်ချင်တဲ့ပင်မတဲ့အလုပ်အန္တရာယ်များတဲ့အလုပ်တွေဒါမှမဟုတ်လေပြင်းစရာကောင်းတဲ့အလုပ်တွေကိုအကုန်လွှဲယူလုတ်ကန်ပေးနေမယ်တကယ်ကိုစိတ်ကူးရင်လို့ကောင်းမယ်အိမ်မက်တစ်ခုလို့ပါ ။ဒါမဲ့တစ်ဖက်မှာလည်းလူတော်တော်များများကြောက်လန့်နေကြပြန်ပါတယ်။ဒီဆက်ရုပ်တွေကလူတွေရဲ့အလုပ်တွေကိုလူယူသွားမှလား။ဒါမှမဟုတ်ပို့ဆိုးတာဟာတိတ်ပန်ဇကားတွေတည်းရလို့ကဘာကြီးကိုတိမ့်ပိုက်ပြီးတော့ကျွန်တော်တို့သူတို့ရဲ့ကျွန်းတွေအဖြစ်နဲ့ပြောင်းလဲပြစ်မှလာဆိုပြီးတော့စိုးရိမ်နေကြတာပါ။ဒါပြင်နောက်ထပ်တစ်ဖွဲ့လည်းရှိပါသေးတယ်သူတို့ကတော့လူတူဆက်ရုပ်တွေဆိုတာနီးပညာအရာမပြည့်စုံသေးတဲ့နှေးကွေးပြီးတော့ဟာသားတစ်ခုလိုဖြစ်နေတဲ့အရာတစ်ခုလိုမြင်နေကြပါတယ် တဲ့ပြောရရင်တော့ဈေးကြီးပေးဝယ်ထားပြီးရင်လမ်းတော်ကောင်းကောင်းမလျှောက်နိုင်တဲ့ကစားစရာတန်တူတန်စားတစ်ခုအဆင့်လောက်ပဲတတ်မှတ်ထားကြတာမျိုးပါယူသားသားဝင်ခံရရင်တော့ဒီအမြင်ကလုံးဝမှားနေတယ်လို့လည်းပြောလို့တော့မရသေးပါဘူးလက်ရှိလူတူဆက်ရုပ်အများစုဟာလက်တွေ့ဘဝမှာသူတို့တကယ်အတုံးဝင်ကြောင်တတ်သိပြနိုင်မှုရုံးကန်နေကြရုံးပါပဲတကယ်တော့တချို့ဆက်ရုပ်တွေဆိုရင်ကြည့်ရတာအဆင်မပြေလုံးလို့ရီတောင်ရီမိခဲ့ပါသေးတယ် ဒါပေမဲ့ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့အခြေအနေတွေကလုံးဝပြောင်းလဲသွားပါပြီ။ဒီအကြောင်းအသေးစိတ်ကိုလည်းဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကဆိုရင် Bluetooth စက်ရုပ်တွေထဲမှာ Tesla Bot နဲ့ Boston Dynamics ရဲ့ Atlas တွေလောက်ပဲအဓိကပြိုင်ဆိုင်နေခဲ့ကြတာပါ အခုတော့အဲ့လိုမဟုတ်တော့ပါဘူး။မြောက်အမေရိကကနေတရုတ်အထိပါထိတ်တန်းနေပညာကုမ္ပဏီတွေဒါဇင်နဲ့ချီပါဝင်လာပြီးတော့အပြိုင်ဆိုင်တိုက်ခိုက်နေကြတဲ့နေပညာစစ်ပွဲကြီးဖြစ်နေပါပြီ။အဲ့ဒီထက်က Elon Musk ရဲ့ Tesla မှာမှအကောင်းဆုံးအဆင့်မြင့်ဆုံးစက်ရုပ်တွေရှိနေတယ်လို့ပြောလိုက်ရင်တရားမမျှတာလုံးဝကြပါတယ်။ ဒါမဲ့ကျွန်တော်တို့ယုံကြည်ထားတာတော့ Tesla ရဲ့ Optimus တွေဟာလူတွေရဲ့နေစဉ်ဘဝထဲမှာတကယ်ကိုအပြောင်းအလဲတွေအကျိုးသက်ရောက်မှုတွေဖန်တီးပေးနိုင်တဲ့အလားအလာအရှိဆုံးသော Bluetooth ဆက်ရုပ်တွေဖြစ်ကြတယ်ဆိုတာပါတချိန်တည်းမှာပဲဒါလူအများစုပို့ပြီးလလန်းမိနိုင်ချေရှိတဲ့ Bluetooth ဆက်ရုပ်တွေတည်းကတခုလဲဖြစ်နေပြန်ပါတယ် ဆိုလိုတာဈေးနှုန်းကိုတခြားပြိုင်ဘက်တွေနဲ့ရှင်းနိုင်အောင်သတ်မှတ်ထားတဲ့အတွက်လူအများစုအတွက်တော့ Optimus ဆက်ရုပ်တရုပ်လောက်ပိုင်ဆိုင်နိုင်ဖို့ဆိုတာလက်တွေ့မှာပိုပြီးဖြစ်နိုင်ချေရှိလာစေပါတယ်အဲ့လိုမျိုးဆက်ရုပ်တရုပ်ကိုဒေါ်လာ3နဲ့ချီအကုန်ခံရမယ့်အစားဒေါ်လာ1000 2000လောက်ပဲရှိတဲ့ဈေးမျိုးတတ်မှတ်ပေးဖို့ဆိုရင်ဆက်ရုပ်တွေအများကြီးထုတ်လုပ်နိုင်မှလည်းဖြစ်မှာပါဒီနေ့ခေတ်လူတူဆက်ရုပ်အများစုကလက်တွေ့ဘဝထဲကိုဝင်မလာနိုင်သေးတဲ့အဓိကအကြောင်းအရာတွေထဲမှာအများကြီးမထုတ်လုပ်နိုင်သေးလို့ဆိုတဲ့အချက်လည်းပါဝင်ပါတယ် ။သတင်းတွေထဲမှာမကြာခဏဆိုသလိုပဲကုမ္ပဏီတစ်ခုကဆက်ရုပ်အစ်စ်ထုတ်လိုက်ပြန်ပြီးအံဩစရာကောင်းတဲ့အလုပ်တွေလှုပ်ရှားမှုတွေလုပ်ပြနေပြီဆိုတာတွေကိုတွေးတွေးနေရမှာပါ။ဒါမဲ့ခဏနေအဲ့ဒီဆက်ရုပ်တွေကဘယ်ဟိုရောက်သွားမှန်းတော့မသိတော့ပြန်ပါဘူး။ ဒါလူတူဆက်ရောက်လောကရဲ့တာမန်ဖြစ်ရိုးဖြစ်စဉ်လို့ဖြစ်နေပါပြီ။ဒါကြောင့်လဲလူတော်များများဟာဒါရီယာဓာတ်ခွဲကန်းနဲ့ကနေရှိုးပြဖို့တတ်တက်လှုပ်ထားတဲ့ရှေပြေးပုံစံ prototype တွေပါ။ဘယ်တော့မှလက်တွေ့ဘဝတွေကိုရောက်မလာနိုင်ဘူးလို့ယုံကြည်သွားကြတာပါ။ဒါမဲ့ Tesla ကတော့ဒီကစားကွက်တွေကိုလုံးဝပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။သူတို့ကလူတူဆက်ရုပ်တွေအများကြီးကိုထုတ်လုပ်နေုံနဲ့မကဘဲနဲ့သူတို့ရဲ့ Optimus ဆက်ရုပ်အယုံ90လောက်အထိကိုလူအများကြီးရှေ့မှာတကယ်ကိုထုတ်ပြခဲ့တာပါ တကယ်တမ်းတော့အဲ့ဒီပွဲက Tesla ရဲ့အသစ်ဆက်ဆက်ထုတ်ကုန်ဖြစ်တဲ့ CyberCab လို့ခေါ်တဲ့မောင်းသူမဲ့ robot တက်စီတွေကိုမိတ်ဆက်ဖို့လုပ်ခဲ့တာပါ။ဒါပေမဲ့လူအများစုက CyberCab နားမှာရှိမနေဘဲနဲ့ Optimus တွေနားမှာပဲဝိုင်းအောင်နေခဲ့ကြတာတွေ့ရပါတယ်။ဒါဘာလို့ပြနေလဲဆိုရင် Tesla ဘော့တွေကို highlight လုပ်ကြွားလုံးထုတ်เสียမလိုဘဲနဲ့ဟို Bluetooth ဆက်ရောက်တဲ့အတုံးမဝင်ဘူး။ပြင်းเสียကောင်းနေဆိုတဲ့လူတွေရဲ့အမြင်ဟောင်းတွေကိုတကယ်ကိုချိုးဖြတ်ပြနေပြီဆိုတာပါ။ ပြီးတော့ Optimus တွေကိုရိုင်းရလဲလူတွေအတွက်တကယ်အကူအညီဖြစ်စေမဲ့အလုပ်တော်တော်များများကိုလုံနိုင်စွမ်းရှိနေပြီဆိုတာကိုတတ်သိပြနေပါပြီ။သူတို့ရဲ့တိုးတက်မှုတွေကအဲ့လောက်ထိအထင်ကြီးစရာကောင်းလာလို့လဲသူတို့ရဲ့အကောင်းဆုံးပြိုင်ဘက်တွေတည်းကတစ်ခုဖြစ်တဲ့ Boston Dynamic ကတော့မှသူတို့အတိမတ်ပြုချီးကျူးစကားဆိုခဲ့ရပါသေးတယ်။ The Tesla team is are making uh, great progress uh, in one year building. Uh, they're shining a spotlight on the importance of this technology. ရှင်းနိုင်ရနဲ့ဆယ်နာရီလောက်အထိအဆက်မပြတ်အလုံးမျိုးစုံကိုလုံနိုင်တဲ့အပြင်ပို့ပြီးတော့အံဩစရာကောင်းတာသူတို့အားသွင်းဖို့တော့စိတ်ပူစရာမလိုဘူးဆိုတဲ့အချက်ပါဘာလို့လဲဆိုတော့လိုအပ်လာရင်သူ့ဘာသာသူတော်အားပြန်သွင်းနိုင်တယ်လို့သိရပါတယ်ဒီဆက်ရုပ်ရဲ့အလားအလာတွေကိုမြင်ကြည့်လိုက်မယ်ဆိုရင်တော်တော်လေးအံဩစရာကောင်းပါတယ်အနာဂတ်မှာစားတော့ဆိုင်ဝန်ထမ်းတွေအစားဒီဆက်ရုပ်တွေက၈နာရီရနေ၁၀နာရီလောက်အထိအဆက်မပြတ်အလုပ်တွေလုပ်ပေးနိုင်မယ်ဆိုရင်စားတော့ဆိုင်ပန်ရှင်တွေတော်တော်လေးစိတ်တိုင်းကြနိုင်ပါတယ် ဒါအပြင်ဒီဆက်ရုပ်တရုပ်ဟာနှစ်စဉ်အမြတ်ဆုံးအများကြီးကိုရှာဖွေပေးနိုင်ခြင်းရှိပါတယ်။ဥပမာမိတ်ဆွေရဆက်ရုပ်တရုပ်ကိုဝယ်လိုက်ပြီးဆိုကြပါစို့။သူ့ကိုစောစောကပြောခဲ့သလိုစားတောက်ဆိုင်လုပ်ငန်းမှာအငှားချထားလိုက်မယ်ဆိုရင်တော့သူ့လောက်ကောင်မိတ်ဆွေထိုင်သိမ်းနေရုံပါပဲ။အော်စရာကောင်းတာစိုက်ဘာကတ်တွေလိုမျိုးပဲ Optimus တွေမှာလည်းအလိုလျောက် wireless အသွင်စနစ်တက်ဆင်ထားပြီးတော့သူ့ကိုယ်သူပြန်အသွင်နိုင်တဲ့စနစ်မျိုးပါဝင်လာတာပါ ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပါပဲ Optimus ကနံရံမှာတက်ဆင်ထားတဲ့အာသွင်ဆက်ကိုသူ့ဘာသာသူရှာဖွေနိုင်တယ်ပြီးတော့ချိန်လဲချိန်ဆက်နိုင်တယ်ဘက်ထရီအားပြည့်ရပြီးသွားပြီဆိုရင်တော့အားသွင်းဆက်ကိုထားခဲ့ပြီးတော့သူ့အလုပ်သူပြန်လုပ်နေနိုင်ပါတယ်။အားပြည့်သွင်းဖို့အတွက်ကိုလည်း10မိနစ်လောက်ပဲအချိန်ပေးရလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ ။ဒါကြောင့်တခြားပြိုင်ဘက်တွေကတက်စလာကိုမရှင်နိုင်ဘူးဆိုတာလည်းအံ့ဩစရာတော့မဟုတ်ပါဘူး။ Elon ကတော့ကဘာပေါ်မှာရှိတဲ့လူပေါင်း10ဘီလီယံတိုင်းမှာ Optimus တငယ်ချင်းလေးတယောက်စီလောက်တော့လိုချင်ကြလိမ့်မယ်လို့တော့ပြောထားပါတယ်။ပြီးတော့ Optimus တွေကိုကောင်းကောင်းဆက်ဆံကြဖို့လည်းတိုက်တွန်းသွားပါသေးတယ်။ Optimus ရဲ့နောက်ထပ်အံ့ဩစရာကောင်းတဲ့အချက်တစ်ခုကတော့သူတို့တွေကလူတယောက်ရဲ့ဗီဒီယိုကိုကြည့်ပြီးတော့အဲ့ဒီအလုပ်ကိုဘယ်လိုလုပ်ရမယ်ဆိုတာကိုလေ့လာနိုင်စွမ်းရှိတာပါ။ ချက်ပြုတ်တဲ့ဗီဒီယိုဒါမှမဟုတ်စမ်းနေရတဲ့ဗီဒီယိုစတာတွေကိုပြလိုက်ရင်တော့သူတို့တွေလေးလာနိုင်စွမ်းရှိလာနိုင်မယ်လို့ဆိုပါတယ်လူတွေလိုပဲပထမတော့နည်းနည်းအမှားယွင်းနေရှိနေနိုင်ပါလေ။ဘာလို့လဲဆိုတော့သူတို့လည်းအချက်လက်အလုံးလောက်ရားဖို့အတွက်အဲ့ဒီလုံဆောင်ချက်တွေကိုအချိန်ပေါင်းများစွာထပ်ခါထပ်ခါပြုလုပ်ဖို့လိုအပ်တဲ့အတွက်ကြောင့်ပါ။ဒါမဲ့ဒါဟာ AI ရဲ့တင်ယူမှုစွမ်းရည်အတွက်တော့အကောင်းဆုံးဥပမာတစ်ခုဖြစ်နေပါဗါတယ်။ Elon Musk ကတော့ Optimus တွေမှာလည်းခြုံရင်းချက်လေးရှိနိုင်တယ်ဆိုတာကိုပုံမှန်လင်းလင်းပြောပြထားပါဗါတယ်။ ဘလို့ချိုရင်းချက်တွေလဲဆိုရင်အမိန့်တွေကိုနာခံမှုအတွက်နားလည်မှုလွဲနိုင်တာမျိုးပါဆက်ရုပ်တွေကလူတွေရဲ့နေစဉ်သုံးစကားသံတွေကိုအမြဲတမ်းမှန်မှန်ကန်ကန်နားလည်နိုင်ဖို့ခက်နေသေးတယ်လို့ဆိုပါတယ် Optimus တွေကအင်တာနက်နဲ့ချိတ်ဆက်မှုကိုအားကိုးထားတဲ့အတွက် connection ပြတ်တောက်တာဒါမှမဟုတ် line မကောင်းတာမျိုးတွေကလည်းနောက်ထပ်ဖြစ်နိုင်တဲ့ပြဿနာတစ်ခုပါ internet connection ပြတ်သွားခဲ့ရင်ဆက်ရုပ်ကသူ့ရဲ့ data snippet ကိုစောင့်ကြည့်နိုင်ဖို့ခက်ခဲသွားတဲ့အတွက်ကြောင့်ခြုံရင်းသွားနိုင်ပါတယ် ။နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့လှေကားအတက်အစင်းပါ။ Optimus တွေကလှေကားအတက်အစင်းလုံးနိုင်ပေမဲ့သူတို့အတွက်တော့အတော်လေးခက်ခဲတဲ့အလုပ်တစ်ခုလို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာနှီးပညာပိုင်းဆိုင်ရာတွေကအယမ်းမြန်မြန်တိုးတက်နေတာကြောင့်ဒီလိုခြုံရင်းချက်လေးတွေကိုလည်း software update တွေနဲ့အတူတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာနိုင်ဖို့မျှော်လင့်ရပါတယ်။အီလွန်ကတော့ Optimus တွေဟာအလုံးလုံးနေနေတဲ့အောင်သူ့ကိုယ်သူပြင်ဆင်နိုင်တဲ့အထိစွမ်းရည်တွေရှိလာအောင်ပဲလို့ပြောထားပါတယ် တကယ်တော့လူတူဆက်ရုပ်တွေအလုံးလုံးနိုင်မှု data တွေထည့်သွင်းတာ software တွေလို့ program coding ကြိုရေးထားပြီးတော့ optimus တွေထဲကိုထည့်ပေးတာမျိုးမဟုတ်ပါဘူး optimus တွေကို engineer တွေရဲ့အဝေးထိန်းစနစ်နဲ့အလုပ်တွေကိုလုပ်ခိုင်းပြီးလေ့ကျင့်ပေးရတာပါဒီလိုအဝေးထိန်းလေ့ကျင့်မှုတွေလုပ်နေချိန်မှာ Optimus တွေကသူတို့လှုပ်ဆောင်တဲ့အလုပ်တွေကနေ data တွေကိုစုဆောင်းပါတယ်။ပြီးရင်အချိန်ပေါင်းများစွာထပ်ခါထပ်ခါလေ့ကျင့်ပေးရပါတယ်။အဲ့ဒီအလုပ်အတွက်လုံလောက်တဲ့ data ပမာဏမျိုးရလာတဲ့အထိလေ့ကျင့်ပေးရမှာပါ။ အစာပိုင်းမှာသူတို့တွေအနေနဲ့အမှားယွင်းတွေလှုပ်လာနိုင်ပါတယ်။အဲ့လိုအမှားလှုပ်မိတိုင်းမှာလည်းသူ့ဘာသာသူပြန်ပြင်ဆင်ပြီးတော့နောက်အချိန်တွေမှာအဲ့လိုအမှားမျိုးတွေကိုရှောင်ရှားနိုင်ဖို့ကြိုးစားလာပါလိမ့်မယ်။နောက်ဆုံးမှာတော့ကျွမ်းကျင်တဲ့အဆင့်ကိုရောက်သွားမှာပါ။ဒါကြောင့်မယ်သူတို့တွေကလူတွေအတွက်ညင်းငွေ့စရာကောင်းတဲ့ပင်မန်းနဲ့ဒါမှမဟုတ်လည်းအန်နီယရှိတဲ့အလုပ်တွေကိုတကယ်လက်တွေ့လှုပ်ဆောင်ပေးနိုင်ခြင်းရှိတဲ့အားကောင်းတဲ့လက်ထောက်တယောက်ဖြစ်နေရောက်ရှိလာနေတာဖြစ်ပါတယ်။ ဆိုတော့အနာဂတ်လူတိုင်းမှာဉာဏ်ရည်ထက်မြတ်တဲ့စိတ်အားထက်သန်ပြီးဘယ်တော့မှလည်းမပင်ပန်းနိုင်တဲ့စိတ်ရုပ်အဖို့တယောက်စီရှိလာနိုင်ပါတယ်။ဒါကလူသားတွေကိုဖန်တီးမှုစိတ်ခံစားမှုနဲ့အထိပ္ပယ်ရှိတဲ့လူမှုဆက်ဆံရေးတွေမှာပို့ပြီးတော့အာရုံစိုက်လာစေနိုင်ပါပါ။အဲ့လိုသာဆိုရင်တော့ Tesla ရိုးရိုးစက်ရုပ်တွေဖန်တီးနေတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ရဲ့ဘဝဖြတ်တန်းပုံတွေကိုအစ်စ်ပြန်လဲရေးသားနေတာလို့တော့ဆိုနိုင်တော့မှာဖြစ်ပါတယ် တကယ်လို့မိတ်ဆွေတို့သာဆက်ရုပ်အဖော်လေးတွေပိုင်ဆိုင်လာခဲ့မှဆိုရင်သူတို့ဘလို့ရအတုံးချသွားဖို့ရှိမလဲဆိုတာကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်